Nirvana Six Buddhist Council စတ္ထသင်္ဃာယနာ continued အခုစတ္ထသင်္ဃာယနာတင်ပွဲနဲ့ပတ်သက်ပြီးဆက်လက်မျှဝေသွားပါမယ်ရှေ့မှာတော့ Six Buddhist Council နဲ့ပတ်သက်တဲ့เนาะစတ္ထသင်္ဃာယနာ တင်ပွဲကိုအဲကျင်းပတဲ့ဒီအခမ်းအနားတွေနဲ့ကျင်းပခဲ့တဲ့အကြောင်းကြီးအဲ့ထဲမှာလည်းပတ်တန်ခနိုင်ကအဖြစ် ါဝင်ခဲ့တဲ့ပုဂ္ဂိုလ်ကြီးတွေဆရာတော်ကြီးတွေသင်္ဃာယနာတင်ပွဲကြီးမှာပြည်ဝင်းကဆရာတော်ကြီးတွေတာမကပဲထေရဝါဒဘုရားဘာသာငါနိုင်ငံကတန်ဃာတော်တွေ2500ပါဝင်ခဲ့တဲ့အကြောင်းတွေကိုလည်းပြပြဆုံဆုံ ရှိမှာပထမအချက်မှာလည်းမျှဝေခဲ့ပါတယ်။နောက်ဒုတိယအချက်မှာဆိုရင်လည်းသတ္ထသင်္ဃာယနာတင်ပွဲနဲ့ပတ်သက်ပြီးတော့ဘောနော်ဟို real causes ပေါ့နော် real causes ဖြစ်တဲ့ဒီဆက်ထပ်သင်္ကန်းရင်းနာတင်ပွဲနဲ့ဆက်လင်းပြီးတော့ထရှိခဲ့တဲ့ရည်ရွယ်ချက်တွေအဲဒီရည်ရွယ်ချက်တွေမှလည်းနော်ပထမအချက်ဒုတိယအချက်တတိယအချက်စသဖြင့်ပေါ့နော်ဒီဆက်ထပ်သင်္ကန်းရင်းနာတင်းပြီးတော့ဒီဘုရားသာသနာတော်ကိုနော်ဒီအထူးသန့်ရှင်းစင်ကြယ်စီလိုတာတွေနော်ဒီလိုရည်ရွယ်ချက်တွေကမ္ဘာအရရက်ကို ဒီဘုရားသဒနာ ပြည့်နှံ့စီလိုတဲ့ရည်ရွယ်ချက်တည်းလို့ပေါ့နော်ဒီဘုရားဘာသာနိုင်ငံအလုံးစုံသဒနာတော်ကိုချီးမြှောက်စီလိုတဲ့အကြောင်းလေးနဲ့ပေါ့နော်ရှေ့ကအကြောင်းအရာလေးမှလည်းဒီလို ပြပြစုံစုံနဲ့ညွှေခဲ့ပါတယ်အခုလည်းဒီမှာဆက်လက်ပြီးတော့ဒီတတိယအချက်ဖြစ်တဲ့ typical selection examination ပေါ့နော်ဒီ ဆက်ထသင်္ဃာယနာတင်ပွဲမှာဒီကိုယ့်ရဲ့ဒီပြည်တွင်းမှာဆိုလို့ရှိရင်ဒီတိပိကထရနှုတ်တဲ့အာဂုံဆောင်နိုင်တဲ့ပုဂ္ဂိုလ်တို့ကိုရွေးချယ်ရေးစမီးပွဲနဲ့ပတ်သက်တာကိုအခုဒီမှာဆက်လက်ပြဝေသွားပါမယ် In this slide, Tipitaka draw selection examination. The Tipitaka The aim and objectives of the Tipitaka selection examinations are as follows. The Tipitaka selection examination Tipitaka Dra ဒီပုဂ္ဂိုလ်ပေါ့နော်ဒီရွေးချယ်ရေးမှဆိုလို့ရှိရင်လည်း aim and objectives တွေပါဝင်ပါတယ်။ Firstly to have Jinat's persons with great wisdom appear in the Buddha Dadana. ပထမဆုံးရည်ရချက်ကတော့ဒီဗုဒ္ဓသာသနာတော်မှာတဲ့ဖုန်ကံပါရမီဉာဏ်ပညာဒုရီနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဒုက္ခဖို့ထုတ်ဖို့အတွက်ဖြစ်တယ်။ဒါကဒီပထမအချက်ကပါလဲဆိုရင်ဒီဗုဒ္ဓသာသနာတော်ကြီးမှာ ဖုန်ဤကံဤပါရမီဉာဏ်ပညာဒုရီနဲ့ ပြည့်စုံတဲ့ဒီပုဂ္ဂိုလ်ကိုဖော်ထုတ်ပေးဖို့အတွက်ကိုဒါရည်ရွယ်ချက်ပထမအချက်ဖြစ်တယ်လို့လေ့လာမှတ်သားသိရှိရပါတယ် second objectives to support the priyati tadana with the highest honor ဒီဒုတိယရည်ရွယ်ချက်ပေါ့နော်ဒါကတော့ဒီ ာသနာတော်ကြီးမှာပရိယတ္တိသာသနာတော်ကိုအားပေးချီးမြောက်ရမှာအထက်တန်းအကျဆုံးချီးမြောက်ရန်နော်အစဉ်တန်းမြင့်မြင့်နဲ့တကယ်ကိုပရိယတ္တသာသနာတော်ကိုအားပေးချီးမြောက်ရမှာအထက်တန်းအကျဆုံးဖြစ်ချီးမြောက်ပြီးဖို့ဒီရည်ရွယ်ချက်ကတော့ဒီဆက်မီးပွဲမှာဒုတိယမြောက်အချက်ရည်ရွယ်ချက်တစ်ခုဖြစ်ပါတယ်နော်ပရိယတ္တသာသနာတော်ကိုနော်ဒီ အပိချိမြောက်ရမှာအထက်တန်းအကြဆုံးချိမြောက်ဖို့ကတော့ဒီဒုတိယအချက်တိပိရိကန်ဒရက်ဆလက်ရှင်အက်ဇမ်နေရှင်ကျင်းပရခြင်းရဲ့ဒုတိယရည်ရွယ်ချက်တစ်ခုပဲဖြစ်တယ်ဆိုတာကိုလေ့လာမှတ်သားသိရှိရပါတယ် In this slide the third objectives to have typical drafts parents who can memorize the whole Pali Pirka text? သဒ္ဒနာရောမှာဒီဓမ္မစီရီထိုက်တဲ့ပိဋကတ်နှုတ်ငုံဆောင်တဲ့ပုဂ္ဂိုလ်သူကိုပေါ့နော်ဒါဖော်ထုတ်ပြီးဖို့ရည်ရွယ်ချက်ဖြစ်တယ်။နော်ဒီဗုဒ္ဓသဒ္ဒနာရောကြီးမှာဓမ္မစီရီထိုက်တဲ့ပိဋကတ်ကိုတဲ့နော်နှုတ်ငုံဆောင်တာနှုတ်တဲ့အာကုံဆောင်နိုင်တဲ့ပုဂ္ဂိုလ်သူကို ေါ်ထုတ်ပေးဖို့ဒီရည်ရွယ်ချက်ကတော့ဒီ typical drill selection examination typical drill ရွေးချယ်ရေးစမေးပွဲမှာသတ်မှတ်ထားတဲ့ပေါ့နော် aim and objectives တတိယမြောက်အချက်တစ်ခုဖြစ်တယ်ဆိုတာကိုလီလာမှတ်သားသိရှိရပါတယ်။ the benefits of hindsight There is a tradition to recite the Pali text, the word of Buddha, Bind Heart in every Sangayana. ဒီပေါ့နော်မြတ်စွာဘုရားရှင်ပြိနိဗ္ဗာန်ဆန္ဒမူပြီးတော့နော်သင်္ဃာယနာတင်ခဲ့တဲ့သင်္ဃာယနာတင်ပွဲတမိုင်းတွေကိုဒီလာကြည့်တဲ့အခါမှာသင်္ဃာယနာတင်ပွဲဒီမှာပေါ့နော်ဒီမြတ်ဗုဒ္ဓရဲ့ပဝစနာဒီဘုရားရှင်ရဲ့မုကပတ်တော်ဒီ ပါဠိတော်တွေပေါ့နော်ဒါတွေကိုဆိုရင်အမြင်ရမဲ့သင်္ဃာယနာ တင်ပွဲတွေမှာအဲနှုတ်လွတ်ပြန်ဆိုတာပေါ့နှုတ်တဲ့အာကုန်ဆောင်တာပေါ့နော်ဒီလိုပြန်ဆိုတဲ့အစဉ်အလာကြီးရှိခဲ့တယ်ဆိုတာလေရှိကဒီသင်္ဃာယနာတင်ပွဲတွေမှာလေဒီမျှဝေခဲ့ပြီးဖြစ်ပါတယ်အဲ first council second council third council နောက်ခု council fifth council ဒီပွဲတွေပွဲတွေတိုင်းမှာဆိုရင်သင်္ဃာယနာတင်ပွဲတွေမှာ ဒီဖျားရှင်ရဲ့မုခဘတော်နော်ပါဠိပိဋကတ်တော်တွေကိုနော်နှုတ်တဲ့အာဂုံဆောင်ခဲ့တဲ့အလိထားဟာဒီသင်္ဂယနာ တင်ပွဲတွေတိုင်းမှာအမြဲတမ်းပဲနှုတ်လို့ပြန်ဆိုရတဲ့အဆင့်အလာကြီးရှိခဲ့တယ်ဆိုတာလေလီလာသိရှိမှတ်သားရပါတယ်ဝင်းကေမာ tried to convene the six buddhist council tour and need was felt to have the bearers of the whole pali pitaka text နော်ဒီလိုပဲရှိမှာသင်္ဃာယနာတင်ပွဲကြီးတွေမှာခူးခြားခြားရှိခဲ့တယ်လို့ပဲဒီမြန်မာပြည်မှာဆက်ထသင်္ဃာယနာတင်ပွဲကိုကျင်းပတဲ့အခါမှာလဲပိဋကစာပေဒီကိုနှုတ်တဲ့အာကုန်ဆောင်နိုင်တဲ့ဒီ တာဒနာဂုံဆောင်တဲ့ပုဂ္ဂိုလ်တွေကိုလည်းပေါ်ထွက်စီလိုတဲ့အကြောင်းကလည်းပါဝင်ပါတယ်နော်ဒီကုမြန်မာပြည်မှာဒီသင်္ဃာယနာတင်ပွဲကြီးကိုကျင်းပလိုက်တဲ့အခါမှာဒီတာဒနာတော်ရဲ့ဂုံပေါ့နော်အဲအတွက်ကိုပဲပေါ့နော်ဒီတာဒနာတော်ကိုဘယ်လိုချိမြောက်ရမလဲနော်တာဒနာတော်နဲ့ပတ်သက်ပြီးတော့နော်ဘယ်လိုမျိုးတွေအကျိုးတရားတွေရရှိရမလဲနော်ဒီလိုတွေရည်ပဲချက်ဒီနဲ့ပိဋကစာပေဒီကို လှုပ်တဲ့အာကုန်ဆောင်နိုင်တဲ့ပုံမှုဒူးတွေကိုပေါ်ထွက်ဆူလိုက်ပေါ်ထွက်စီလိုတာကလည်းတကြောင်ဒါလည်းအပါဝင်တစ်ခုဖြစ်ပါလေနော်ဒီလှုပ်တဲ့အာကုန်ဆောင်စီလိုတာပေါ့နော်သူ Sir Uthwin put a proposal of holding Tipitaka examination to the meeting of the state Buddha Tadana Nugaha association executive committee ဒါကြောင့်မယ်ဒီဗုဒ္ဓသာသနာနုကဟအဖွဲ့ချုပ်ကနေပြီးတော့မှတိပိဋကဒရရွေးချယ်ရေးအဖွဲ့တစ်ခုဖွဲ့စည်းခဲ့တယ်။နောက်အဲ့ဒီတိပိဋကဒရရွေးချယ်ပွဲကြီးကိုကျင်းပဖို့လေဥက္ကရာကြီးစာဦးတင်ကနေအဆိုပြုခဲ့တယ်။ဥက္ကရာကြီးရဲ့အဆိုပြုမှုကိုဒီတိပိဋကဒရ selection examination အဖွဲ့ဝင် အားလုံးကလည်းပေါ့နော်ဒီရွေးချယ်ရေးအဖွဲ့ကြီးကလည်းသဘောတူအတည်ပြုခဲ့ကြတယ်လို့ဆိုပါတယ်အဲဒီဘုရတ်သဒ္ဒနနုခအဖွဲ့ချုပ်ကနေတပိတကဒရရွေးချယ်ရေးအဖွဲ့တစ်ခုဖွဲ့စည်းခဲ့ခြင်းဖြစ်ပါတယ်ဒီတပိကဒရဒရရွေးချယ်ရေးကိုကျင်းပနိုင်မှုဥက္ကရာကြီးစာဦးသွင်းရဲ့အဆိုပြုချက်ကိုလည်းဒီတပိတကဒရ ရွေးချယ်တပိတကတရာရွေးချယ်ရေးအဖွဲ့ဝင်အားလုံးကလည်းသဘောတူ အတည်ပြုခဲ့ကြလို့ဒီတပိတကတရာ selection examination ကိုလည်းအောင်မြင်စွာ ပြုမှုဆောင်ရွက်နိုင်ခဲ့တယ်ဆိုတာလေလီလာသိရှိမှတ်သားရပါတယ် typical tra selection board was formed to sponsor the typical trans selection examination ဒီ typical trans selection examination typical tra ရေးချင်ရေးစမီဝဲကျင်းပဖို့အတွက်ကိုလည်းဒီ board ကနေပြီးတော့ဘောနော် typical tra ရေးချင်ရေး committee ကနေပြီးတော့မှာဒါ support sponsor ပေးခဲ့တယ်ပေါ့နော်ဒီလိုပေးပြီးတော့မှ typical trans selection examination ကျင်းပဖွဲ့ကြီးကိုပြုလုပ်ဆောင်ရွက်နိုင်ခဲ့တယ် နော်ဒီပြုလုပ်နိုင်ခဲ့တဲ့အချက်အကြောင်းချက်တည်းကလည်းပေါ့နော်ဒီ typical drug selection examination ရွေးချယ်ရေးစမီဝဲကြီးကိုနော်ကျင်းပရတာကလည်းဒီဗုဒ္ဓသာသနာတော်မှာဖုံးကံပါရမီဉာဏ်ပညာထုနဲ့ပြည့်စုံတဲ့ကုကုဒုကိုဖော်ထုတ်နိုင်ဖို့ဆိုတဲ့အချက်ကလည်းပါဝင်နေနောက်ဒီပရိယတိသာသနာတော်ကိုပေါ့နော်အပိချင်းမြောက်တဲ့အခါမှာလည်း အထက်တန်းအကြဆုံးချိမြောက်ဖို့ဆိုတဲ့အချက်ကလည်းပါဝင်နေ။နောက်ဒီသာသနာတော်ကြီးမှလည်းဓမ္မစီရီထိုက်တဲ့ပိဋကနှုတ်ငုံဆောင်နော်နှုတ်တဲ့အကုံဆောင်နိုင်တဲ့ပုဂ္ဂိုလ်သူကိုဖော်ထုတ်ပေးနိုင်ရန်ဆိုတဲ့ဒီရည်ရချက်တွေကိုလည်းဥတည်ပြီးတော့မှဒီတိပိဋကဒရာဆယ်လက်ရှင်ဘုတ်ဒီကော်မတီကြီးကနေဘုတ်အဖွဲ့ကနေပြီးတော့ဒါစပွန်ဆာပေးပြီးတော့မှ နော်ဖွဲ့စည်းပြီးတော့မှဒါကိုထောက်ခံပြီးတော့မှဒါကျင်းပပြီးခဲ့တာဖြစ်တယ်ဒီသင်္ကယနာတင်ပွေးတွေတိုင်းမှာလည်းပေါ့နော်ဒီလိုနှုတ်တဲ့အာကုံဆောင်းနိုင်ဖို့အတွက်ကိုဒီရည်ရွယ်ပါလေဆိုတာကလည်းဒီဖျားရှင်ပြိနိဗ္ဗာန်ဆံပြီးတော့မှနော်သင်္ကယနာတင်ပွေးကြီးတွေကျင်းပခဲ့တာဖြစ်တယ်လीနော်ရှီမာလည်းမျှဝေခဲ့ပြီးပြီဒီ first council second council third council အစရှိသဖြင့်ပေါ့နေနော်ဒီ fourth fifth အစရှိသဖြင့်ဒီလိုသင်္ဃာယနာပွဲကြီးတွေကျင်းပခဲ့တဲ့အခါသင်္ဃာယနာတင်ပွဲတမိုင်းတွေကိုပြန်လည်ပြီးတော့လည်လာရမှာလေသင်္ဃာယနာတင်တဲ့အခါမှာအဲမြတ်ဗုဒ္ဓရဲ့ပဝစနကိုနော်ဗုဒ္ဓမုခဘတ်တော်ကြီးမုခဘတ်တော်ကြီးဒီလိုပါဠိတော်တွေကိုလည်းအမြဲတမ်းပဲဒီသင်္ဃာယနာတင်ပွဲတွေမှာ နှုတ်တဲ့အာဂုံဆောင်နှုတ်လို့ပြန်ဆိုတဲ့အစဉ်လာကြီးရှိခဲ့တာကလည်းတခြားပေါ့နော်။နောက်ဒီကုတိုင်းပြီမှာပေါ့နော်ဒီသတ္ထသင်္ဃာယနာကိုဒီနေ့အခါမှာလည်းကုတိုင်းပြီကဒီပိဋကတ်စာပေတွေကိုနှုတ်တဲ့အာဂုံဆောင်နေတဲ့ပုဂ္ဂိုလ်သူတွေကိုလေပေါ်ထွက်စီလို့တာပေါ့နော်ဒီလိုအကြောင်းအရာအကြောင်းချင်းရာတွေကလည်းပါဝင်ပါတယ်နော်အဲဒါကြောင့်မေဒီဗုဒ္ဓသာသနာ and ဒီ you can what အဖွဲ့ချုပ်ကနေပြီးတော့မှတိပတိပိတကထရရွေးချယ်ရေးဆိုတဲ့ဒီ committee တခုဖွဲ့စည်းပြီးတော့မှဒီ sponsor ပေးပြီးတော့မှဒီရွေးချယ်ရေးစမီဝဲကြီးကိုလေအောင်မြင်စွာကျင်းပနိုင်အောင်ဒါယူဆပြီးတော့မှပေါ့နော်ဆောင်ရွက်ခဲ့ကြတယ်။ဒါကြောင့်မို့အခုဆိုရင်ဒီတိပိတကထရ selection examination တိပိဋကတရရေးချယ်ရေးစမေးဝင်းနဲ့ပတ်သက်တဲ့အကြောင်းအရာကိုဒါရေးပါတဲ့အချက်တွေကိုကောက်နှုတ်ပြီးတော့မှမျှဝေပေးခဲ့တာเนาะအခုဒီမှာပဲပြီးဆုံးသွားပါပြီနောက်ကျန်တာတွေကိုတော့နောက်ထပ်ထပ်ပြီးတော့ဆက်လက်ပြီးမျှဝေသွားပါဦးမယ်